အားလုံးပဲမင်္ဂလာပါအတူတကွဆင်ရှင်နိုင်ဖို့ရွေးချယ်ထားတဲ့ကြံပိုက်လေးကိုဖတ်ရှုလိုပါရယ်ဟေရှာနာဂတိကျမ်းအခန်းကြီး54အငယ်3အကြောင်းမူကားရေငတ်တော်သူသူအပေါ်မှာရေကိုငါတွန်းလောင်၍တွေ့လျှောက်သောမြေကိုရေလွှမ်းမိုးစေမီတင်ဤအမျိုးအပေါ်မှာငါဝိညာဉ်ကို၎င်းတင်ဤအနွယ်အပေါ်မှာငါကောင်းကြီးမင်္ဂလာကို၎င်းငါတွန်းလောင်းပြီဆိုတဲ့နှုတ်ကပတ်တော်အဖြစ် အသက်တာကိုဆင်ခြင်နိုင်ဖို့ခေါ်ဖိတ်ရှင်နေဒီသနာရဲ့ခေါင်းစဉ်ကိုတော့ကောင်းကြီးသွန်လောင်ပေးတော်မူသောဖရာဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ကောင်းကြီးမင်္ဂလာကိုယုံကြည်သူတိုင်းမျှော်လင့်ကြတယ်တောင်းခံကြတာဖြစ်တယ်ကောင်းကြီးမင်္ဂလာသည်ဖရာသွန်လောင်မှသာလျှင်ရရှိမဲ့အရာဖြစ်တယ်အဲ့ဒီဖရာသွန်လောင်မဲ့တခုတည်းသောနီလန်းသည်ဖရာအလိုတော်နှင့်အညီအသက်ရှင်မှသာလျှင်ဖရာသွန်လောင်မဲ့ကောင်းကြီးမင်္ဂလာကို လက်ခံရရှိမှာဖြစ်တယ်။အလူတော်နဲ့အညီအသက်မရှင်တဲ့မရှင်ပဲဖျားသွန်းအောင်မဲ့ကောင်းကြီးမင်္ဂလာကို မျော်လင့်နေရင်တော့ဘယ်တော့မှရရှိခံစားနိုင်မှာမဟုတ်ဘူးဆိုတာနားလည်ရတယ်။ယနေ့ယုံကြည်သူများ ကောင်းကြီးအကြောင်းပြောရင် လူတိုင်းကစိတ်ဝင်စားပြီးလက်ခံကြတယ်။ကိုယ့်ရဲ့အသက်တာကိုတော့ပြန်လဲမဆန့်စစ်ကြဘူး။ကျွန်ုပ်ဒီဖျားသွန်းအောင်ပြိမဲ့ကောင်းကြီးမင်္ဂလာကို လက်ခံနိုင်သောသူဟုတ်သလားဆိုတာ ပြန်လည်စမ်းစစ်စေခြင်းနဲ့ဘုရားသခင်သည်လူမျက်နှာကိုမလိုက်တဲ့ဘုရားဖြစ်သောကြောင့်အလိုတော်နှင့်အညီအသက်ရှင်သမျှသောသူတိုင်းကိုကောင်းကြီးမင်္ဂလာတိုးလုံးချပေးတဲ့ဘုရားဖြစ်တယ်။ဒီကြမဲ့လေးမှာယာကုပ်အပေါ်ဘုရားရွေးကောက်ခြင်းရဲ့ရည်ရွယ်ချက်တန်းစဉ်မြစ်ဆက်တိုင်အောင်ဘုရားတိုးလုံးချပေးမဲ့ကောင်းကြီးမင်္ဂလာအကြောင်းနဲ့ပတ်သက်ပြီးပေါ်ပြနေတာဖြစ်တယ်။ ဟေရှာနဂတိကျမ်းအခန်းကြီး44အငယ်1မှာငါကျွန်ယာကုပ်လိုဖော်ပြထားတာကြောင့်ယာကုပ်ကိုဖခင်ရွေးကောက်ထားခြင်းသည်ဖခင်လူကိုလှုပ်ပြီးသားစဉ်မြစ်ဆက်တိုင်အောင်ဖခင်ကောင်းကြီးမင်္ဂလာနဲ့ပြည့်ချင်စေဖို့ရာဖြစ်တယ်ဒီကြမ်းပိုက်လေးမှာဖခင်သခင်ကိုယ်တိုင်ကငါကျွန်လိုဖော်ပြထားတာကြောင့်ဖခင်ရွေးကောက်ထားတဲ့ကျွန်သည်အာမခံရဲ့ရှိနေတာဖြစ်တယ်ကျွန်ုပ်တို့ရဲ့အသက်တာမှာလဲယာကုပ်ကဲ့သို့ ဖျားရွေးကောက်တဲ့ဖျားကျုံဖြစ်နေပို့ရန်ဖျားအလိုရှိတာဖြစ်တယ်။ရာကုန်ရဲ့အသက်တာမှာဖျားစီခိုင်းတဲ့အလို့ဖျားကျုံအဖြစ်လှုပ်ဆောင်ခဲ့ပေမဲ့ဖျားတခင်ဒီရာကုန်ရဲ့တားစင်မြစ်ဆက်တိုင်ကောင်းကြီးမင်လာကိုတွန်းလောင်ရှာပေးမယ်ဆိုပြီးတော့ဂတိပြုထားတာဖြစ်တယ်။လောကအလို့မှာကျုံခံရင်တော့ကိုယ်တယောက်တည်းအတွက်အစဉ်ပြေပေမဲ့မိသားစုတားစင်မြစ်ဆက်ကိုတော့တာဝန်မယူဘူးဖြစ်နေတယ်။ ဒါကြောင့်ကျွန်ုပ်တို့ရဲ့အသက်တာမှာလောကမှာပဲကြုံခံနေမလားဒါမှမဟုတ်ဖျားကြုံအဖြစ် အစီခံမလားဆိုတာစဉ်းစားဆင်ခြင်ရအောင်ဒီကြမဲ့လေးမှာရေငတ်တော်သူအပေါ်မှာရေကိုငါတွန်းလောင်ရွေးလို့ပေါ်ပြထားတာကြောင့်ရေငတ်တော်သူဆိုတာဘယ်သူတွေကိုပြောနေတလဲဆိုရင်ဖျားရဲ့မကုန်ခန့်နိုင်တဲ့မေတ္တာရေကိုပေါ်ပြနေတာ ဖြစ်တယ်လူရဲ့မေတ္တာတည်ကုန်ခန့်နိုင်တယ် မိလျော့ပျောက်ွယ်ပေမဲ့ဖျားရဲ့ဖျားရဲ့လူသားတွေအပေါ်မှာထားတဲ့မြစ်တာဒီဘယ်တော့မှမကုန်ခန်းမကုန်ခန်းနိုင်ဘူးဒါကြောင့်ရင်ငတ်တော်သူဆိုတာမြစ်တာငတ်နေတဲ့သူတွေအပေါ်မှာဖျားရဲ့မကုန်ခန်းနိုင်တဲ့မြစ်တာကြီးကိုတွန်းလောင်ခြင်းအပြင်တွေးလျှောက်နေတဲ့နှလုံးသားမြေကိုမြစ်တာကြီးလွှမ်းမိုးစေမှာဖြစ်တယ်ဒီเจ้าရာလေးကိုဆင်ကျင်တဲ့အခါမှာကျွန်ုပ်တို့ရဲ့ပန်းဝန်းကျင်မှာ အသိန်းတော်မှာ မြစ်တာငှက်ပြီးတွေးလျှောက်နေတဲ့မြေဖြစ်တဲ့နှလုံးသားပိုင်ရှင်တွေမြောက်များစွာရှိနေတာဖြစ်တယ်။အဲ့ဒီမြေတွေကိုရာကုတ်ကဲ့သို့ဖခင်ရဲ့မြစ်တာကြီးလွှမ်းမှုတလို့ကျွန်ုပ်တို့ရဲ့အတ္တမှာဖခင်ရဲ့မြစ်တာကိုမြတ်ဝေပေးနိုင်ဖို့ရန်ဖခင်အလိုရှိတာဖြစ်တယ်။နောက်တစ်ချက်ကတီဤအမျိုးအပေါ်မှာငါငါဝိညာဉ်ကို၎င်းတီဤအຫນွယ်အပေါ်မှာငါကောင်းကြီးမင်္ဂလာကို၎င်း ငါတုံးလောင်းပြီလို့ဖော်ပြထားတာကြောင့်ဖရာရဲ့ဝိညာဉ်သည်လူမျိုးအပေါ်မှာတုံးလောင်းမှာဖြစ်ပြီးဣတိဒလူမျိုးများရဲ့အသက်တာမှာဖရာတုံးလောင်းသောဝိညာဉ်အပြင်အသက်ရှင်ဖို့ရန်ဖရာအလိုရှိတာဖြစ်တယ်။ဖရာသည်ဣတိဒလူမျိုးများနဲ့အတူအလုတ်လုတ်ရှင်တယ်။ဣတိဒလူမျိုးများအပြင်ဖရာဘုံတော်ထင်ရှားနိုင်ဖို့ရန်ရွေးကောက်ထားတော်လေဣတိဒလူမျိုးများရဲ့အသက်တာမှာဖရာကိုလက်မခံဘဲအစဉ်သဖြင့် ငြင်းဆန်သောလူမျိုးဖြစ်သောကြောင့်ဝိညာဉ်နဲ့ဆိုင်သော ကောင်းကြီးမင်္ဂလာများများနဲ့လွဲချော်စေခဲ့တာ ဖြစ်တယ်။ရုပ်ပိုင်းဆိုင်ရာ ကောင်းကြီးမင်္ဂလာကိုရရှိပေမဲ့ဝိညာဉ်ပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာများသည်ခရစ်တော်အဖင်တပားအမျိုးသားတွေရှိကိုရောက်ရှိသွားစေခဲ့တာဖြစ်တယ်။ဒါကြောင့်ခရစ်တော်ကိုယုံကြည်လက်ခံသောသူတိုင်းသည်အဲ့ဒီဝိညာဉ်ရေးဟာကောင်းကြီးမင်္ဂလာကိုရရှိသူများဖြစ်တယ်။အဲ့ဒီအထက်မှာ တင်နဲ့ကျွန်ုပ်လည်းပါတယ်ဆိုတာနားလည်စေခြင်းတယ်ရုပ်ပိုက်ဆိုင်ရာကောင်းကြီးမင်္ဂလာသည်တည်မြဲမှုမရှိဘူးပျောက်ကွယ်တတ်တတ်ပေမဲ့ဝိညာဉ်ကောင်းကြီးသည်ဘယ်တော့မှမပျောက်ကွယ်ပဲထာဝရတည်မြဲနေတာဖြစ်တယ်အဲ့ဒီဖျားပေးတဲ့ဝိညာဉ်အဖျင်းအသက်ရှင်မှသာလျှင်ဖျားဘုံတော်ထင်ရှားပြီးဖျားကောင်းကြီးမင်္ဂလာနဲ့ပြည့်ရှံစေမှာဖြစ်တယ်ဒါကြောင့်ရှင်တော်မိသားစုများရာကုန်ပေါ်ဖျားပေးမဲ့ ဂတိစကားကိုဆင်ခြင်ပြီးအိတ်တီလာလူမျိုးများကဲ့သို့ဖျားပေးမဲ့ကောင်းကြီးမင်္ဂလာနဲ့လွဲလျော်သောသူများ မဟုတ်ဘဲခရစ်တော်အဖြစ်ရရှိလာတဲ့ရုပ်ပိုင်းဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းကြီးမင်္ဂလာများနဲ့ပြည့်စုံသောသူများဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းနှုတ်ဆော်ခွန်အားပေးလိုက်တယ်အလုံးပေါ်ဖျားကောင်းကြီးပေးပါစေ။